ဘရူနိုကအဲဒီလေအတင်းကိုပြောင်းရွှေ့ဖို့ကောင်းကြီးလိုက်တော့မှလားဒီနေ့မှာတော့မန်ချက်စတာယူနိုက်တက်အတင်းရဲ့အဓိကကွင်းလှည့်လို့အတင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်ရဲ့နာကဟာမရေမရာဖြစ်နေပြီ Sorry bro Liga အဲ့ဒီလေအတင်းကသူ့ကိုခေါ်ယူဖို့စွမ်းကုန်စူးစမ်းနေတယ်လို့သိရပါတယ်။အဲ့ဒီလေအတင်းဟာ Bruno ကိုသူ့ရဲ့နာကန်နဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချဖို့အတွက်တပတ်အချိန်ပေးထားတယ်လို့လည်းသတင်းတွေကဖော်ပြနေပါတယ်။အဲ့ဒီလေအတင်းဟာ2025ခုနှစ် FIFA Club ကမ္ဘာ့ဘလပြိုင်ပွဲမှာ Bruno Fernandes ကိုသူ့တို့အတင်းလူစင်းနဲ့ထည့်သွင်းနိုင်ဖို့အများဆုံးခေါ်ယူခြင်းနေတာပါ။ဒီ Club ကမ္ဘာ့ဘလဟာကမ္ဘာ့ဆင့်ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့်ပြင်ဆင်မှုတွေစောစီစွာပြုလုပ်ချင်တာသဘာဝကျပါတယ်။ဒါကြောင့်လည်းဒီပြောင်းရွှေ့ဖြစ်မြောက်ဖို့အတွက်အချိန်ကြာ PR ပေးနေပုံရပါတယ်။ Bruno Fernandes ရဲ့ agent ဖြစ်သူပင်ဟောကလည်း ဒီရက်တရက်ဘက်တွင်ဆော်ဒီမှ3ရက်ကြာနေထိုင်ခဲ့ပြီးအီလေဒင်းနဲ့ပြောင်းရွှေ့အတွက်သေးစိတ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သတင်းတွေကဆိုပါတယ်ဒီဆက်လက်တွေကဘရူနိုကိုခေါ်ယူဖို့ဆော်ဒီဘက်ကဘလောက်ထိဆရာထက်တန်နေလဲဘလောက်ထိလေးနဲ့ထားနေတယ်လဲဆိုတာကိုပြသနေတာပါသူတို့ကဘရူနိုဖာနန်ဒက်လိုကစားသမားတဦးကိုရယူခြင်းအပြင်အသင်းရဲ့အစင်တန်းနဲ့ကမ္ဘာအမြင်မှာလည်းနာမည်ကောင်းရယူလို့တဲ့ဆန္ဒပြင်းပြနေပုံရပါတယ်ဘရူနိုဖာနန်ဒက်ကမင်းညာကမန်ချက်စတာယူနိုက်တက်တင်းနဲ့ဟောင်ကောင်တင်းကိုသုံးဂိုးတကိုးနဲ့အနိုင်ရခဲ့တဲ့ရာသီကုန်ခြေစမ်းပွဲစဉ်မှာလည်းပါဝင်ခဲ့ပါတယ်ဒီပွဲကသူရဲ့မန်ယူနိုက်တက်ကစားသမားဘောကနောက်ဆုံးပွဲဖြစ်မှတ်တမ်းဝင်သွားနိုင်တယ်လို့တချို့သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ကစားပွဲမစတင်ခင်နိုင်ပိုင်းလို့မှာတော့ ဘရူနိုဖာနာဒက်ကအဲဒီလေကိုပြောင်းရွှေ့ဖို့လင်းနဲ့စဉ်းစားနေတယ်ဆိုတော့တည်င်းနေထွက်ပေါ်လာခဲ့ပါတယ်။ဒီပြရူပီအမောင်ကတော့ဒီပွဲကိုဘရူနိုဖာနာဒက်ရဲ့အသင်းကစားသမားဘဝနောက်ဆုံးပွဲဖြစ်ဖို့မမျှော်လင့်ထားကြောင်းပြောကြားခဲ့ပေမဲ့ပွဲစဉ်တွင်ဘရူနိုရဲ့ကစားသုံးအချို့ကလည်းမေးခွန်းထုတ်စာဖြစ်ခဲ့ပါတယ်။အထူးသဖြင့်ကိုသမားနဲ့ဒူးချင်းတွေ့ဆုံချိန်မှာလွယ်တကူတွင်းရွာမဲ့စာ ရဘုန်နာကန်ချန်နဲ့တွင်းဖို့စူးစမ်းခဲ့တာကြောင့်ကိုမရခဲ့တာဟာပြည်သက်တွေကိုစိတ်ပြတ်စေခဲ့ပြီးသူရဲ့စိတ်သက်ပိုင်းဆိုင်ရာအခြေအနေပေါ်ထင်မြင်ချက်တွေမျိုးမျိုးထွက်ပေါ်လာစေခဲ့ပါတယ်။အဲဒီလေတဲ့ကဘရူနိုဖာနန်ဒက်ကို၃နှစ်စာချုပ်တော့ပေါင်သန်းတရာနဲ့စတင်ကမ်းလှမ်းထားပြီးဒီကမ်းလှမ်းမှုကိုဘရူဒနာလက်ခံခဲ့မယ်ဆိုရင်တောင်ရွှေ့ကြီးပေါင်သန်းတရာနဲ့မယူကိုကမ်းလှမ်းသွားမှာပဲဖြစ်ပါတယ်။ဒီပမာဏတရာတကယ်ကိုကြီးမားတဲ့ကိန်းဂဏန်းတွေဖြစ်ပြီးဘော်လော့ကရဲ့ချမ်းသာဆုံးဂလက်တီတွေကတခုဖြစ်တဲ့ဆော်ရီဂလက်ဒင်းနေရဲ့ရင်းနှီးမြုပ်နယ်လူစိတ်ကိုထင်ရှားနေပါတယ်။အဲဒီလေတဲ့နေနဲ့ဘယူနိုက်တက်တင်းကောင်းကဘရူနိုဖာနန်ဒက်ကိုမဖြစ်မနေခေါ်ယူရအတွက်စွမ်းကုန်စူးစမ်းသွားမည်ဖြစ်ကြောင်းသိရပါတယ်။ဆော်ရီဒင်းနေနဲ့ မချက်ချန်ရတဲ့ဒင်းကောင်းဆောင်အတွက်တောင်းဆိုသမျှကိုပေးချေဖို့ရှိနေတဲ့ပြင်ဘရူနိုဖာနန်ဒက်လိုချီသမျှကိုလည်းပေးရန်စဉ်းစားရှိကြောင်းသိရပါတယ်ဒီလိုကမ်းလှမ်းမှုမျိုးဟာဘယ်ကစားသမားမဆိုစဉ်းစားခြင်းစီရောက်ကောင်းလာပါတယ်ဒါကြောင့်လက်ရှိချိန်မှာဒီပြောင်းရွှေ့တစ်ခုလုံးဟာဘရူနိုဖာနန်ဒက်ရဲ့ဒူဦးရဲ့ဆုံးဖြတ်ချက်ပုံမှာပဲလုံးဝအောက်တော့မူတည်နေပြီလို့ပြောလို့ရပါတယ်ဘရူနိုဖာနန်ဒက်ဟာမချက်စတာယူနိုက်တက်အတွက်အဓိကကစားသမားတစ်ဦးဖြစ်ပြီးသူ့ရဲ့ထွက်ခွာမှုကအတင်းအကျပ်ကြီးမားတဲ့တက်ရောက်မှုတွေရှိလာမှာပါသူ့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကဘလို့ဖြစ်လာမလဲဆိုတာကိုတော့ဘလုံးပရိသတ်တွေရင်ခုန်စွာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်သူ့ရဲ့နောက်ကလမ်းကြောင်းကမယူမဆက်ရှိမှလား ဒါမှမဟုတ်ဆော်ရီလီရဘောလုံးလောက်ကတိတ်ကိုဥတီသွားမလားဆိုတာကတော့မကြခင်အဖြစ်ပေါ်လာတော့မှာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကတော့အမှားကြေးတွေ